ယောဂီတို့တဘွားမှာသာသနာနဲ့ကြုံခဲ့တယ်ခင်ဗျားဘာလို့သက်စုမကပွင့်တယ်ဖခင်ရည်တွက်လို့မရဘူးဆိုတာသိတယ်အဲ့ဒီထဲမှာကိုယ်မပါဘူးဘာဖြစ်လို့လဲသူတော်ကောင်းတို့အလေးအကျင့်သူတော်ကောင်းတို့ရဲ့စွမ်းအားတွေကိုမစိုက်ထုတ်ပဲနဲ့တာမန်ပုရုဇဉ်တို့ကာမဂုဏ်အာယုံမှာရှည်စမ်းတင်ပြီးတော့ကြောပေးခဲ့လို့အခုချိန်ဒီအိုနာတိဒုက္ခမလို့ဘူးဦးဇင်းတို့ အခုသာသနာဟာဒါနောက်ဆုံးသာသနာ ကြံဖြားပိုင်းခင်ကြံအရင်ပိုင်းကတော့ကြက်လိုက်တာနဲ့တရားရဲ့အချိုးရရွှဲထွက်လာအဖျားပိုင်းကျတော့ထွက်ရလားနှစ်ပြန်သုံးပြန်ခေါက်ပြီးတော့နေလားငါလားကြိတ်ချီနိုင်မှအရေးလေးထွက်အောင်လုပ်ရှိတာဦးဇင်းတို့ဒီခေတ်ကနေရဖြစ်ဖြစ်သွားပြီနေရခေတ်ဗရပရမပုဂ္ဂိုလ်တဘာရတကာရာဟောတာနဲ့အရတ္တမကူတဲ့ပုဂ္ဂိုလ်ဥပ္ပစတိညုပုဂ္ဂိုလ်ပေါ့လေဝိပစတိညုပုဂ္ဂိုလ်ကြတော့ တဂါရာကိုအကျေချဲ့ပြီးတော့ဟောတာနဲ့ဂါရာရဲ့အကျေချဲ့မှုရဲ့အဆုံးမှာရဟန္တာဖြစ်တာအဲ့ဒါတည်းကဒီမရှိတော့ဦးဇင်းတို့အခုခေတ်ကနေရပုဂ္ဂိုလ်တဲ့ဗရဗရမပုဂ္ဂိုလ်နေရပုဂ္ဂိုလ်ဆိုတာခုနကြံလို့ပေါ့နေလားငါလားထုနိုင်ထောင်းနိုင်ကြိတ်နိုင်ချီနိုင်မှတန်ငါကြတဲ့ခေရောက်သွားပြီရှိတော့ကရှိတော့နဲ့တော့မပြောနဲ့တော့အခုတော့အခုခေတ်လေးပြောရမှာအေးဒီသာသနာမှာ အခုလိုကြံဖျားပိုင်းခေရောက်တဲ့အတွက်ကြောင့်ကြံအရင်ပိုင်းနဲ့သွားနှီးလို့မရတော့အဲ့ဒါဘာအများထွက်လဲမိမိတို့တိခံနိုင်စွမ်းရှိခဲ့တယ်မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းငါတို့ဒုက္ခဝေဒနာမှာတိခံမှုပါရမီကြီးကိုငါတို့အာဝရယဖြည့်ခဲ့တယ်တရားလမ်းကြောင်းကြီးပေါ်မှာအခုလိုနိုင်ရှိရက်ရှိဒါဒီခုခေတ်ပေါ်ဗျာခုခေတ်ဆိုတော့ဒါတော်တော်လေးနိုင်ရှိတယ်ရက်လက်ရှိတယ်ပြောရမှာပေါ့တော်တော်လေးပြင်းထန်တယ်ပြောရမှာပေါ့ အဲ့ဒီလိုနေလားငါလားလောက်ခဲ့တယ်ဆိုတာဒီကံကြီးကြတော့ကျေနပ်နေလိမ့်မယ်အခုလိုကျင့်ခဲ့တဲ့ပေပေတေတေနေလားငါလားနော်ကျင့်ထားတဲ့အဲ့ဒီပါရမီအဟုံးနေဟာတော်တော် ကြီးတယ်ဦးစင်းအော်စီရောက်တော့ဝလုံးကောင်းဆိုတဲ့မြို့ရောက်တယ်အဲ့ဒီကဆရာဝန်လင်မယားအဲ့အိမ်ရောက်တော့ဦးစင်းတို့အသေးတတ်တဲ့ကိစ္စအတွက် ဟောပြောတော့အဲ့မှာနယူးဇီလန်နိုင်ငံတကာကြီးနဲ့ဦးစင်းနဲ့တယ်လီဖုန်းပြောဖို့လောက်ကြတယ်ပေါ့အဲ့လိုတယ်လီဖုန်းပြောတဲ့အကြောင်းရင်းကဦးစင်းတို့တယ်လီဖုန်းမပြောခင်ပထမနေ့မှာဦးစင်းတို့ပြောမဲ့တကာကြီးတယောက်ကသေသွားပြီအဲ့ဒီသေသွားတဲ့အကြောင်းကိုပြောတာဦးစင်းနဲ့ပြောနေတာက ရှမ်းဖိုးကြီးအသက်80ကျော်ပြီဦးစင်းတို့ပြောချင်တာကမနေ့ကတချို့ပြီးတဲ့ပမာတယောက်ကိုအဲ့ဒီအကြောင်းကိုပြောကြတယ်အဲ့ဒီပုဂ္ဂိုလ်က မြန်မာနိုင်ငံငယ်လေးနဲ့ထွက်သွားရတာဂျပန်မနဲ့ညာပြီးတော့အသက်ကြီးလာတဲ့အခါကျတော့ထုံးစံတိုင်းမော်ဥနာတိနဲ့နီးလာတဲ့အခါကျတော့တရားဘက်ကိုဘာသာဘက်ကိုလဲလာတယ်လဲလာတော့ဦးစင်းနဲ့စကားပြောတဲ့ရှမ်းဘိုးကြီးနဲ့သူနဲ့ပြောတဲ့အခါမှာရှမ်းဘိုးကြီးကဘာပြောလဲဆိုတော့သူကထေရဝါဒနဲ့မဟာယာနဘယ်ဟာမှန်မှန်းတော့မသိဘူးဆိုတော့ကဲဘာသာတရားနဲ့ဝေးမနေဘူးလားတနေ့ကြတော့ စီုံတရစီုံတတော့ဘိုမကတိုက်ပေါ်ကနေပြီးတော့ခုံချခိုင်းနေတာတိုက်ပေါ်ခုံချခိုင်းနေတာအဲ့တော့သူကြောက်လန့်ပြီးတော့ခုနဦးစင်းနဲ့တကားပြောတဲ့တကားကြီးကိုလှမ်းကူကြီးတောင်းတယ်ဦးလေးကျွန်တော်ကဲပါအောင်တိုက်ပေါ်ကနေပြီးတော့အဲ့ဘိုမက အောက်ကိုခုံချခိုင်းနေတယ်ဟာအဲ့လိုဆိုရင်မင်းတရားလေးပါလေးလုပ်ပေါ့တရားတော့ဆိုဘာလည်းမလုပ်တတ်ဘူးအဖိုးကြီးကလည်းအသက်ကြီးပြီဆိုတော့ငါစာအုပ်ပေးလိမ့်မယ်ဆိုနယူးဇီလန်နေပြီးအဲ့ဒီကို စောက်ဖို့ပြီးမတ်တာဘူးလေဘာဘုဒ္ဓမှာမရှိတာကြီးထေရဝါဒနဲ့မဟာယာနဘယ်အမှန်မှန်းတော့မသိဘူးလေဗုဒ္ဓဘာသာဆိုတော့တော်တော်ဝေးသွားပြီအဲ့လိုနဲ့တော့အချိန်ကြီးကမကောင်းတော့ဘူးဘုမားကလည်းခုံးပြီးချခိုင်းနေတာအဲ့လိုပြောတော့ဦးလေးကျွန်တော်လာကူညီပါဦးဆိုတော့မှဒီကြတော့ငါတော့ကွာတဲ့ဝေဘူးဆရာတော်ကြီးနဲ့တရားအထုတ်ခဲ့ဘူးတဲ့အာနာပါနာကမ္မထံဝင်လေလေးသတိထားကြည့်ပြက်သွားတာ ထွက်လေလေသတိထားခြင်းပြက်သွားတာလေးကိုငါရှုခဲ့ဘူးတယ်မင်းအဲ့လိုလေးရှုလိုက်ပါဆိုပြီးတော့9မိနစ်9မိနစ်ပြီးတော့နောက်တစ်ခါပြန်ဆက်တယ်9မိနစ်နောက်တစ်ခါ9မိနစ်လဲကျင်လဲပြီးတော့ဘုံမမရှိတော့တရားခဲလိုက်တာခုနဘုံမက သူတရားလို့ရှိရင်နမိတ်ပေါ်တာကမ္မနမိတ်ဂတိနမိတ်မောဟနဲ့နေတဲ့အတွက်ကြောင့် ဘာသာတရားကြောပီးပြီးနေတာအာယုံကာမဂုဏ်ရှည်စမ်းတင်သွားတာငွေနောက်လိုက်လိုက်တာပေါ့ဘာသာတရားကြောပီးသလိုဖြစ်သွားပြီးတော့ခုနနမိတ်ကမကောင်းတဲ့နမိတ်ပေါ်တာအဲ့ဒါကို9မိနစ်3ချိန်15မိနစ်နဲ့ဗုဒ္ဓကြီးတရားဂုဏ်တော်ဟာမကောင်းတဲ့နမိတ်ကိုပိတ်လိုက်တာအဲ့ဒါကိုဦးစင်းနဲ့လှမ်းပြောတာအခုလို့မဟာပလင်နဲ့ပဲပဲနေနေဆယ်စကန်2ချိန်လောက်ကျင့်ထားတဲ့ပုဂ္ဂိုလ်ကမကောင်းတဲ့နမိတ်လာအောင်မလားမလာတော့ဘူး နော်ဥစဉ်တို့ကယောဂီတို့ဒီလိုကြည့်ရင်ပင်မမ်းမဲ့ဆိုတာသိတယ်ပင်မမ်းမဲ့ဆိုတာသိသိကြီးနဲ့ဥစဉ်ကလည်းယောဂီတို့ကိုအမိတွေလို့ပြီးတော့ဟာဟိုဟာလိုချင်လို့ဒီဟာကိုအလူခံချင်လို့မပါဘူးအဲ့တော့ယောဂီတို့ဒီမှာလည်းအကုန်လုံးပြည့်စုံတယ်ဥစဉ်ကလည်းဘ누구မှလည်းလူမခံဘူးယောဂီတို့ရဲ့နောင်ရည်နဲ့ဒီကြားထဲမှာ နာမလဲလို့ရှိရင်အမှန်ကိုအမှားလောက်ခဲ့ရင် အကုသိုလ်ရှိတယ်ကိုလဲလမ်းကြောင်းမှလွဲမယ်အဲ့ဒါကြောင့်မလို့ဘာကြောင့်ဒီလိုဥစဉ်ပြနေရပါတယ်ဖရာဝေဒနာနဲ့ခန္ဓာနဲ့ဘယ်လိုရှိပါတယ်အခုဒုက္ခဝေဒနာမှာကြော်လွားပြီမယ်တဏှာကပေါင်းနေသေးတာပဲအောက်ကဒုက္ခဝေဒနာကိုမရှိဘဲနဲ့ပြဿနာလဲရှာခြင်းရှာတယ်နော်လွယ်လွယ်နဲ့ခါးဆိုင်ရင်လဲဆန်တယ်အောက်ကဝေဒနာမပြင်းထန်တယ်လဲလှုပ်ခြင်းလှုပ်တယ် အဲ့လိုမှဘောပဲနဲ့မျောခြင်းမျောနေတယ်ပေါ်လာတဲ့သတိထားပါသတိထားပါလို့ပြောတယ်ကြာရင်တော့သတိကိုမထားခြင်းတော့ဘူးသတိထားတဲ့လို့ကြာဝင်လေးတယ်ပြင်းတယ်ညင်းငွေတယ်ဖြစ်လာတယ်ဩဒီနိဝရဏတရားတွေဟာမတရားဖို့တရားရအောင်အပိတ်ဆိုရင်ငါမှရှိတုံးမလားပထမအာယုဝိပဿနာအာယုဆိုတော့လွယ်လွယ်နဲ့မရနိုင်ပါလားနော်ယောဂီတို့ကသဘောပေါက်မသွားဘူးလားပေါက်သွားရင်ဗာဆက်လို့အဲဟုတ်ပြီ ေးအကယ်၍ဦးစင်းကတော့ဒီဇယားစခန်းမှာဒီစနစ်ကိုပဲပြီးသွားမှာအလေးကျင့်လဲရသွားအောင်တေဘောဝါကြတော့စိတ်ကိုရှူရတော့မှာဒီကန်ကြီးကြတော့ကဲဒုက္ခဝေနာမှာအခုခင်ဗျားတို့ဒေါသလွတ်သွားပြီ။ဒါပေမဲ့စိတ်ကဟိုတွေးတွေလွန့်မနေဘူးလား။အဲအဲ့ဒါကြောင့်မလို့ဒုက္ခဝေနာတော့လွတ်တော့စိတ်ကလွန့်မှာကြောက်လို့ဟောစိတ်ကိုပြန်ပြီးတော့တတိထားခိုင်းတာ။အခုဒီက သေဘဝကြရင်ဒီစိတ်ကိုအလွင့်မခံတော့ဘူးပေါ်လာမဲ့စိတ်ကလေးကိုသတိထားလိုက်ချုပ်သွားလိုက်သတိထားလိုက်ဒါလေးကိုအခုတည်းကလုပ်ငန်းတွင်မှာတရင်တနည်းရှိအောင်လို့အရာဥစဉ်ပြနေတာယောဂီတို့ဒီလူအကြောင်းကြီးနဲ့ဒီလမ်းမလိုက်နိုင်ဘူးဆိုတာသိပြီးသားသမရယာနိကနဲ့လည်းမလိုက်နိုင်ဘူးသုတ္တဝိပန်ယာနိကနဲ့လည်းအခုလိုအနိမတနည်းနဲ့လည်းမလိုက်နိုင်ဘူးအဲ့ဒါကိုဥစဉ်ကပါဇက်နဲ့လျှောက်ပြောမယ်ဆိုအခုလက်တွေ့ပြရတော့ယောဂီတို့ပြန့်လွင့်နေတဲ့စိတ်လွယ်လွယ်နဲ့ဖောင်းလို့ရရလားမရဘူး ကြောင့်မလို့ဦးစင်းပြောတာသားနဲ့မိယာနဲ့နေတဲ့ပုဂ္ဂိုလ်ပရမယုံနာလုံးဝမမြင်ဘူးဆိုတာဒါရီ၆ပြောတာအဲ့ဒီမှာအိန္ဒြေထိုက်ရအောင်မှာမလွယ်ဘူးမလွယ်ဘူးဆိုတော့လေမလုတ်ဘူးမဟုတ်ဘူးရသလားလောရမယ်လုံငန်းစဉ်သိနေရမယ်အဲ့တော့ယောဂီတို့ဉာဏ်ကန်နေကြမှာနော်ဒီကိုနိုင်နာတပိုင်းတနိုင်လေးကြီးအဲ့ဒါကျင်းမှုပဲဦးစင်းပြောတော့မယ်အခုကတော့ယောဂီတို့ကိုတွေးတည်သွားပြီနော် ပြန့်လွင့်တဲ့စိတ်និဝရဏတရား၅ပါးသည်အဲ့ဒါကိုသိသိနိုင်မှုမလွယ်ကြောင်းကြာကြာထိုင်တော့တမာရိကမရတော့မပြန့်လွင့်မဲမနေရတော့တနှုတ်နှုတ်ဖြစ်နေတဲ့ဒေါမနတဆိုတာဖယောဒေသနာကပထမဇံမှာဒုက္ခတွေကြော်တယ်ဒုတိယဇံကျမှဒေါမနတကိုပယ်တယ်ဆိုတော့အခုဒေါမနတပယ်တဲ့အပိုင်းရောက်လာပြီနော်အဲ့ဒါကြောင့်မလို့တရားဆိုတာအစင်လိုက်အစင်လိုက်အစင်လိုက် လက္ခဏာစဉ်ညာစဉ်လုပ်ငန်းစဉ်ဆိုတာရှိတယ်။ဥဒိတ်မြာရှောက်ခြင်းလို့မရဘူး။အုံဒီအခွန်ဘွားခွာပြီးအခွန်မအခွာဖို့ဒုတိယလုပ်ငန်းစဉ်ပေါ်ပြန်အခွန်မခွာပြီးနောက်ထပ်လုပ်ငန်းစဉ်အသားပေါ်မယ်။သူ့ဘာသူဝင်ဆက်မိသွားတာ။သဘောပေါက်ပြီလား။လေပေါ့လို့ရှိရင်တော့နမောတ